နောက်ဆုံးဘီးရင်မြန်မာနိုင်ငံရဲ့နောက်ဆုံးဘီးရင်တေဝမေဟာသူ့နောက်ဆုံးအချိန်တွေကိုပင်နေရာမှာကုန်ဆုံးခဲ့ရတယ်။သူ့အမွေရဲ့မြင်းနဲ့မိုင်မောင်းထောင်ကြီးဝေးတဲ့အိန္ဒိယနိုင်ငံရန်နာဂီမြို့လေးကနန်းဆောင်ရဲ့တစ်ခုမှာအခြေချုပ်နဲ့နေထိုင်ခဲ့ရပါတယ်။နန်းတော်မှာကြီးပြင်လာတဲ့ဘီးရင်တစ်ပါးအတွက်သူမသိတဲ့အတိုင်းပြီးသူမသိတဲ့လူမျိုးသူမသိတဲ့ဘာသာစကားဘဝရဲ့နောက်ဆုံးနေ့ရက်တွေကိုဖြတ်သန်းခဲ့တာပါ။လူတွေထင်နေသလိုတေဘောမေရတကယ်ညံ့တဲ့ဘုရင်တပါးလား။တမိုက်မတန်းတချို့ရ သူကအသက်20မှာဒီနဲ့တက်ခဲ့ရပြီအဲ့ဒီခက်ကကမ္ဘာအင်အားအကြီးဆုံးဗြိတိရှ်နယ်ချဲ့အင်ပါယာကိုရင်ဆိုင်ခဲ့ရတာပါသူလက်ထက်မှာပထမဆုံးဆက်ယုံတွေတည်ထောင်တယ်နိုင်ငံသားမှာပညာတော်တင်တွေလွှတ်ခဲ့တယ်ခင့်မိတဲ့တက်မတော်တို့ကတည်ထောင်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အချိန်မရခဲ့ပါဘူးသူသာအချိန်အနည်းငယ်ရခဲ့မြန်မာတမိုင်းပြောင်းလဲသွားနေလားတစ်ထင်ပင်ချက်ကတော့ဘလို့ထင်လဲအရာအလုံးဆုံးရှုံးသွားတဲ့အခါဘရင်တပားနဲ့မိဘတပားရဲ့အချက်စင်လားတေဘောမင်းနဲ့ဆွေပြောင်းလဲဟာတကယ်အချက်စင်နဲ့လက်ထက်ခဲ့ကြတာပါ သူတို့နန်းကြပြီးအိန္ဒိယခေါ်ဆောင်ခံရတဲ့အခါဘင်းဆိုတဲ့ဂုံပုံမရှိဘူးနန်းတော်ဆိုတာမရှိတော့ရွှေငွေဆိုတာမရှိတော့ဒါပေမဲ့ဆူဖျားလက်ဟာသူ့ခင်မုတ်ပင်းမှာအခက်ခဲတွေကိုအတူတူရင်ဆိုင်နောက်ဆုံးချိန်ထိရှိနေခဲ့ပါတယ်ဒါဟာတမိုင်းတွေကအကြီးကြီးတဲ့အခြေစလန်တစ်ပုတ်ဖြစ်ပါ